specialty coffee ဆိုတာဘာလို့မလဲ specialty coffee ဆိုတာကမျိုးလုံးနဲ့တက်မြင်အောင်ပြောလိုက်ရမယ်ဆိုရင်တော့သူ့ရဲ့ unit flavor အကြောင်းလို့ကျွန်တော်တို့ပြောရမယ် unit flavor အကြောင်းရဲ့ပြီးတော့ဒီ coffee မျိုးစိတ်တစ်ခုချင်းစီနဲ့ coffee တစ်ခွက်ချင်းစီကပေးတဲ့သူ့ရဲ့အရာတာတွေရဲ့ क्वे ပြားမှုကြောင့်လို့ကျွန်တော်တို့ကအကြံပြင်းသတ်မှတ်ယူရမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ ဒီ coffee တွေကို produce လုပ်တဲ့ farmer တွေကနေပြီးတော့ဂျားရီယာ processing နေနဲ့ကျွန်တော်တို့ customer အရှိကိုမရောက်ခင်ထီကိုစနစ်တကျဖော်ဆောင်လာတဲ့အတွက်ကြောင့် specialty coffee လို့ခေါ်တယ်ပေါ့နော် specialty coffee တွေကိုစိုက်ပျိုးတဲ့အချိန်မှာဆိုရင်လည်းနီးစနစ်မှန်ကန်စွာနဲ့စိုက်ပျိုးပြီးတော့ processing လုပ်တဲ့အချိန်မှာဆိုလည်းနီးစနစ်မှန်ကန်စွာ through processing လုပ်တယ်ပေါ့နော်။ဟုတ်ပြီ processing လုပ်တဲ့အချိန်မှာဆိုလဲ selective picking ကိုပဲအဓိကတုံးတယ်ပေါ့နော်။အဓိက through လိုချင်တဲ့ site နဲ့လိုချင်တဲ့ဒီမှဲ့တဲ့အသေးတွေကိုပဲတခြားရွေးခူးတယ်။အဲ့ဒီသူရွေးခူးရတဲ့အချိန်မှာဆိုလဲသူက labor အရန်သုံးရတယ်ပေါ့နော်။ကျွန်တော်ဒီလူသုံးပြီးမှခူးရတဲ့အတွက်ကြောင့်မလို့ labor fees test ပို့တယ်ပေါ့နော်။ဒါကလည်း specialty coffee ရဲ့ ပထမအဦးဆုံးတည်တည်နဲ့အချက်တစ်ချက်ပေါ့နော်ခုပြီးတော့ကျွန်တော်တို့ဂျန်နဲ့ processing လုပ်တယ်ပေါ့နော် water station မှာမြုပ်သွားတဲ့အသီးတွေကိုပဲယူတယ်ပြီးတော့ကျွန်တော်တို့ deposit လုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီအချောက်ခံနေပေါ့နော်အချောက်ခံနေအချိန်မှာဆိုလေရိုးရိုးဒီအိုင်းရဲ့ပစ်ထားလိုက်တာမဟုတ်ဖဲနဲ့အချောက်လန်းနေတဲ့အတော်တွင်မှာဆိုလေဒီလူသုံးပြီးတော့ coffee ဆီလေးတွေကိုအပေါ်အောင်အထက်အောင်လေးတွေအမြဲတမ်းလှန်ပေးနေပေါ့နော်ဒီ coffee တစ်ခုလုံးကိုအစိုးတိုင်းစညီနေအောင်လို့ပေါ့လေ အဲ့ဒီအချိန်မှာဆိုလဲကျွန်တော်နောက်တစ်ခုကကျတော့၄ပါးထပ်သုံးရပြန်လဲပေါ့နော်အဲ့ဒါတွေပြီးသွားရင်လည်းမပြီးသွားပဲနဲ့၆တဲ့အချိန်မှာဆိုလဲ mail station ကိုယူလာပြီးတော့ကျွန်တော်တို့ဒီအပေါ်က parchment layer ကိုခွာတယ်ခွာပြီးတော့ကျွန်တော်တို့ green coffee ရလာပြီးဆိုလဲပြန်ပြီးတော့လူရင်အားထပ်သုံးရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလဲကျွန်တော်တို့လိုချင်တဲ့ coffee အစိကိုပဲတခြားရွေးတယ်ပေါ့နော်ရွေးပြီးတော့ကျန်တဲ့ဒီကွဲတာတို့ပြီးတော့ defected ဖြစ်နေတဲ့အသေးတွေဆိုလဲပြန်ပြီးတော့ခွဲပလိုက်တဲ့အတွက်ကြောင့်မလို့ ဒါလေ specialty ဖြစ်နေရတဲ့နောက်တစ်ချက်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီ specialty coffee ဤမှာဆိုရင်တော့ဒီ coffee processing ကတော့အများကြီးရှိရပေါ့လေ natural ကျွန်တော်ဒါတော့ classic ပြီးတော့ wash canya wash ပြီးတော့ semi wash ပတ် natural ပြီးတော့နောက်တစ်ခုကတော့ honey process ပေါ့နော်ဒါတွေကတော့ဒီ specialty coffee မှာသုံးတဲ့ processing method တွေပေါ့နော်ဟုတ်ပြီကျွန်တော်တို့က coffee အဆေ့တွေကိုရပြီဆိုရင်ထုတ်ပိုးပြီးတော့ကျွန်တဲ့ဒီနိုင်ငံတွေကို shipping လုပ်တော့မယ်ဆိုရင်လည်းတခြားထုတ်ပိုးရတယ်ပေါ့နော်တွင်းမှာတော့ plastic အကြီးနဲ့ပြီးတော့ဒီလေဆုပ်ယူလိုက်တယ်ပေါ့နော်ဆုပ်ယူပြီးတော့လုံးဝအချက်ထုတ်တယ်ပြီးမှအပေါ်ကနေဂွန်နေအိတ်နဲ့တခြားပြန်ပြီးတော့ထုတ်ဖို့ရပါတော့ဒါကတော့သူ့ရဲ့ထုတ်ဖို့ရနေနာ green coffee ကိုရပြီဆိုရင်လေဒီ coffee က specialty coffee ဟုတ်မဟုတ်ကို specialty coffee association ကိုပို့ပြီးတော့ sample ပို့ပြီးတော့ cabin score လန်တောင်းရတယ်ဗောနော်တောင်းလို့ပြည်မှာဒီ coffee တွေကိုဒီနိုင်ငံအမ် drink ကိုတင်သွင်းတွင်ပြုတ်လေဗောလေဟုတ်ပြီဒီ ACEO 350 gram green coffee နဲ့အဲ100 gram rose coffee ကို ACEO ပို့ပို့ပြီးတော့ ACEI မှာ green coffee ကို analyze လုပ်တယ် defective ဖြစ်နေလား fungus ရှိနေလားအဲ့ဒါတွေကိုပြန်စစ်တယ်ပြီးတော့ rose coffee bean တွေကိုလည်းအလိုပြန်စစ်တယ်ပေါ့နော်စစ်ပြီးတော့ဒီ roast coffee bean ကို cupping station ကိုယူလိုက်ပြီးတော့သူတို့ cupping လုပ်ကြတယ်ပေါ့နော် cupping လုပ်ပြီးတော့သူတို့ကဒီ coffee ပေါ့နော်ဥပမာကျွန်တော်တို့ဒီ pin bar ပုံ pin bar ပုံကနေပေးသူ့ရဲ့ naturally ပေးတယ်ပေါ့နော်ဒီအရသာ flavor profile ရရနေလာမရဘူးလားဆိုတော့တခြားပြန်ပြီးတော့သူတို့ discount လုပ်တယ်လုပ်ပြီးတော့အမှ cupping score ပေးတယ်ပေါ့နော် cupping score 80ရဲ့အထက်ရမှာဒါ80အထက်ရမှာဒါ specialty coffee လို့သူတို့ကသတ်မှတ်ပြီးလိုက်တဲ့အတွက်ကြောင့်ဒီအဲ့ကနေ approve ဖြစ်တာနဲ့ specialty coffee company တွေကနေပြီးတော့သူတို့စပြီးတော့ဒီ coffee တွေကို roast လုပ်တယ်ပေါ့နော်သူတို့အဲ့လို roast လုပ်တဲ့အချိန်မှာဆိုလဲဘယ် roast ကဘယ် espresso machine တွေ့လား Perus ကကျွန်တော်တို့ drip coffee တွေ့လားဒါမှမဟုတ် French press တွေ့လားဒါမှမဟုတ်ကျွန်တော်တို့ဒီ V16 တွက်လာဒါမှမဟုတ် Camash အတွက်လာပေါ့နော်အဲ့လိုတွေသူတို့က Rose Label တက်တဲ့ချိန်မှာဆိုလေအဲ့ဒါလေးတွေတခါတည်းရေထည့်ပြီးလေးရှိပေါ့နော် Specialty Coffee ရဲ့ဘယ်လိုပြောမလဲ Special ဖြစ်နေရတဲ့အကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါကတော့အဓိကအချက်အနေနဲ့ပါနေတယ်အဲ့ဒါကဘာတော့ဆိုတော့ဒီ Specialty Coffee Bag လေးတိုင်းမှာဘယ်နိုင်ငံဘယ်မြို့ဘယ်ဒေသကနေထွက်ပြီးတော့ဘယ် Farm ကနေဒီ Coffee ကိုထုတ်တယ် ိုက်ထုတ်တဲ့အချိန်မှာလဲဘယ် producer ကနေပြီးတော့ဒီ coffee ကိုတာဝန်ယူထုတ်တာရယ်ပြီးတော့ဘလောက်အမြင့်မီတာမှာစိုက်တယ်ဥမာ arabica ဆိုလဲ s28 လာတောင်မဟုတ်ပင်ဘာကွန်လာတောင်မဟုတ်ဂေရှာလာအဲဒါမှမဟုတ်ကက်တူရာလာကက်တူရီလာပေါ့နော်အဲအဲ့အရာတွေအစအဲ့မျိုးစိတ်တွေအစတခါတယ်ပါတယ်နောက်ထပ်ဘာပါသေးတော့ဆိုတော့ဘယ် process နဲ့လောက်တာတော့ငါအစပါတယ်ဗောနော်ဘယ် process ဆိုဥမာ natural process လားဒါမှမဟုတ် your wash process လားပေါ့နော်အဲ့ဒါတွေကအစားဒီ coffee ဘက်မှာတခါတယ်ပါတယ်ပြီးတော့ဒီ coffee ကိုတောက်လိုက်မယ်ဆိုရင် bad flavor ရနိုင်နေဆိုတာအစားဒီမှာပါတယ်ပေါ့လေနော်အဲပြီးတော့နောက်တစ်ခုရှိသေးတဲ့ကတချို့ဒီ specialty company ကြီးတွေဆိုရင်ဘာတော့လုပ်တုံးဆိုတော့ဒီ coffee bag လေးတွေမှာ roaster နာမည်တွေပါထည့်ပြီးတာရှိတယ်ဟုတ်ပြီကျွန်တော်တို့ကပြန်ချုပ်လိုက်မယ်ဆိုရင် specialty coffee ကအဓိကတော့သူ့ရဲ့ unique flavor ကြောင့်ပြီးတော့နောက်တစ်ခုကကျတော့ flavor အရန်တုံထားတယ်ဗောနော်ဒီကျွန်တော်တို့ဒီလူအင်အားကို processing time မှာတုံထားတယ် roast လုပ်တဲ့အချိန်မှာဆိုလဲစနစ်တကျနဲ့ roast လုပ်တယ်ပြီးတော့ serve လုပ်တဲ့ချိန်မှာဆိုလဲစနစ်တကျနဲ့ serve လုပ်တယ်ပြီးတော့နောက်တစ်ခုကကျတော့ traceable လို့ခေါ်တဲ့နောက်ကျအတိအကျလိုက်နိုင်တဲ့အရာတွေကတော့ specialty coffee ရဲ့အဓိကအချက်တွေလို့ကျွန်တော်တို့ကသတ်မှတ်ယူရမယ်ပေါ့နော်ဟုတ်ပါပြီသင်္ကော specialty coffee ကိုတိုင်းနေတဲ့တူဆိုရင်အဲ specialty coffee တွေကိုတောက်ဖြစ်တော့ပေါ့နော်အဲ့ဒါလေးတွေကိုလည်းကိုမမဝင်ရောက်ဆွေးနွေးတွေ့မြင်သွားလို့ရပါတယ်ပြီးတော့အဲ mention လာရှိရင်လည်းကိုမမဝင်ရောက်ပြင်ပြန်သွားပါကျွန်တော်တိတာဆိုရင်တော့ကျွန်တော်တန်းဖြည့်ပေးပါမယ်ကျွန်တော်မတိတာဆိုရင်တော့ကျွန်တော် လေ့လာပြီးတော့ကျွန်တော်ပြန်ပြီးတော့ reply ပြန်လုပ်ပေးပါမယ်။ဟုတ်ပါပြီ။ဒီဘက်တော့ဒီလောက်ပါပဲ။အလုံးမဲ့မင်္ဂလာနေ့သေးဖြစ်ပါစေဗျာ။စိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ပြောရင်းနဲ့ပဲ။အလုံးမဲ့ peace ပါဗျာ။